တနင်္လာသားသမီးအတွက်17လပိုင်းတက်လာလုံးကကြမဟော့စတယ်နဲ့ဆောင်းရှောင်းလေးတွေကိုဆာမလီကတည်စစ်ပြပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဆာမကတော့တောင်းနဲ့ဗီဒီယိုရဲများကိုပြောကြပြပေးတော့မယ်ဆာမလီသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆာမရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဆာမရဲ့ TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆာမနစ်စစ်တင်ပြီးတဲ့ကုသပီးရဲတွေအိုင်းနဲ့ဒီလိုမျိုးရဲတဲ့ hostel တွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆာမရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။တနင်္လာသားသမီးတွေထဲမှာအရင်က မွေးကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်မွေးကအရနေတယ်ကုန်တာများတယ်အရင်လာတွေကငွေကြီးနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်နေခဲ့တာမှန်တယ်ဗောနော်ငွေကြေးကြောင့်ဖြစ်စေစီးပွားရေးကြောင့်ဖြစ်စေပေါ့နော်စိတ်ရှုပ်သိပင်ပန်းခဲရတယ်ဆိုပေမဲ့ပေါ့နော်ဒီစက်တလာပိုင်းမှာပေါ့နော်တဖြည်းဖြည်းကောင်းလာပြီဖြစ်ပါတယ်ရှင့် ဒီတနေ့လာသားသမီးတွေอ่ะဗောနော်ဒီ17လပိုင်းမှာတကယ်ဟိုငွေကြီးနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အကျွေးရင်းနဲ့ပတ်သက်ပြီးဖြစ်ဖြစ်စိတ်ပူပင်စိတ်ရှုပ်ဆရာတွေရှိနေခြင်းတောင်မှာဗောနော်ဒီ17လပိုင်းမှာပြည်သေးတော့မှာဖြစ်ပါတယ်ရှင့်အကျွေးရင်းနဲ့ပတ်သက်ပြီးတော့အကျွေးတွေကြေလာမယ်အကျွေးတွေနဲ့ပတ်သက်ပြီးတော့ပြင်းငိမ့်လာမယ်ဗောနော်ဒီလိုမျိုးလေးတွေကြုံတွေ့ရခြင်းရှိပါတယ်ရှင့်ဒါပေမဲ့အလုံးစုံတော့မကောင်းသေးဘူးဗောနော်ကျမတို့ တင်လာသားသမီးတွေကဘယ်တော့အလုံးစုံကောင်းမလဲနေထွက်လာထွက်စီးပွားတက်တော့မဲ့အခြေကဘယ်ရက်ဖြစ်မလဲဆိုရင်တော့နောက်3လနေရင်ပေါ့နော်လုံးဝကိုစီးပွားတက်မှာတင်လာသားသမီးတွေပဲတကယ်ပါတင်လာသားသမီးတွေကနေထွက်လာထွက်စီးပွားတက်မဲ့အချိန်ပေါ့နော်အချိန်လေးကာလကောင်းဆိုတာကကျမတို့ဒီနောက်3လနေရင်ပေါ့နော်ဒီ17လပိုင်းပြီးရင်17လပိုင်း1လပိုင်း2လပိုင်းပေါ့နော်2လပိုင်းလောက်မှာနေထွက်လာထွက်စီးပွားတက်မဲ့အချိန် ပဲဖြစ်ပါတယ်ရှင်ဒီကြားထဲကတော့ကောင်းလိုက်အဆိုးလိုက်အကောင်းနဲ့အဆိုးတော့ဒုတွဲနေရမျိုးလေးတွေကြုံတွေ့ရတတ်တာမို့လို့အဲကိုကတော့ဘာမှတော့စိတ်ပူစရာမလိုဘူးအဲ့အဆိုးလေးတွေရှိနေခဲ့ရင်လေဟိုအရင်ကြီးကြီးမားမားမဖြစ်အောင်ဆမကကံမြင့်ရေတွေရလေးတွေပါဆောင်းရှောင်းလေးတွေပါပြတ်ပြတ်ပြီးသွားမှာမို့လို့ဆမရဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးပို့ကြင်ပါရဲ့ရှင်ကဲဒါဆိုရင်တနည်းလားသာသမီတွေကပေါ့နော်ဒီ၁၇လပိုင်းပါ ငွေအလုံးကြီးဝင်ခြင်းရှိရဲ့ရှင့်ဒီ17လပိုင်းမှာအရွေးရခက်အောင်အခွင့်အရေးနှမျိုးတပြိုင်တည်းရတတ်ပါတယ်ရှင့်ဒါပေမဲ့တတိထားပြရမှာကတဏိတာသသမီးရဲ့အယုံလွယ်တယ်အယုံလွယ်တဲ့အားနာတဲ့သူတပားပေါ်ကိုချင်းစာတတဲ့စိတ်လေးတွေရှိရဲ့ပေါ့နော်အဓိကအယုံလွယ်မှုကြောင့်ကိုကိုငွေကြီးနဲ့ပတ်သက်ပြီးတော့လိန်လေခံရတာအဲ့အလေးတွေရှိတတ်တာမို့လို့အထူးကိူးဆက်ပေးဖို့လိုအပ်ပါတယ်ရှင့်အဓိကငွေလိန်ခံရတဲ့အပြင်သူတပားစီစီမှာပေါ့နော်ကိုကလက်လွန်သွားတာဒါမှမဟုတ်သူတပားကိစ္စတွေကိုကို ဈာညက်ပြီးတော့ဖြည့်ရှင်းပေးရတာသူတစ်ပါးကိစ္စကိုကိစ္စဖြစ်တယ်လို့မျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့အတွက်ကိုကအထူးကိယူဆိုင်ပေးရမယ်ရှင်စေတနာကောင်းတာလဲစေတနာကောင်းပေါ့နော်ကိုကတော့အရင်ထိခိုက်တာလောက်ထိပေါ့နော်အရင်တော့စေတနာမကောင်းပါနဲ့လို့ဆက်မလေးကတော့မှတ်ကြပါလေရှင်ဒီ17လပိုင်းမှာပေါ့နော်တနင်္လာသားသမီးတွေကစက်ပစ္စည်းဝင်ငင်းရှိရဲ့ရှင်စက်ပစ္စည်းဆိုတာကဖုန်းဒါမှမဟုတ်အိမ်သုံးမိဖို့ကြောင့်သုံးပစ္စည်းကာမော်တော်ယာဉ်ပေါ့နော်ဝင်ငင်းရှိပါလေရှင်ဒါကတော့ တနိလာသားသမီးတွေကဒီ7လပိုင်းမှာဝင်ငင်းရှိရဲ့ဟာလေးတွေပဲဖြစ်ပါတယ်ရှင့်တနိလာသားသမီးတွေကအထူးကယူးဆိုင်ပေးရမှာကပေါ့နော် အတွင်းလူကကိုယ့်ကိုတစ္ဆာဖောက်မှုကြောင့်ပေါ့နော်ကိုကစိတ်ညစ်ရတဲ့စိတ်ရှုပ်ရတဲ့အဲ့ဒီတောင်မှုလို့ပေါ့နော်ကိုကဟိုရန်သူနဲ့မိတ်ဆွေတော့ခွဲခြားသိမြင်ပြီးတော့ပေါင်ပါလို့ဆံမလေးကတော့အတန်မေးချင်ပါတယ်ရှင့်ပြီးရင်ရက်ဆိုင်ထားတဲ့လုပ်ငန်းတွေကြန့်ကြာနေတဲ့လုပ်ငန်းတွေရှေ့မရောက်တဲ့လုပ်ငန်းတွေတပိုက်တစားဖြစ်နေတဲ့လုပ်ငန်းတွေ နောက်နေ့ကြံကြာဆိုင်ငံ့နေတဲ့လုပ်ငန်းတွေပြန်ပြီးတော့လုပ်ကင်ရခင်ရှိရယ်ပြန်ပြီးလေပတ်လာမယ်ပြန်ပြီးတော့အဆင်ပြေလာမှာပဲဖြစ်ပါတယ်ရှင်အယောင်းဝယ်သမားတွေအယောင်းဝယ်ကောင်းလာမယ်အရင်လားတွေကမိခလုတ်ပိတ်လိုက်သလိုပဲအယောင်းဝယ်သမားတွေလုံးဝမရှိတော့သလိုဖြစ်နေခဲ့တဲ့သူတွေဆိုရင်တော့မှဒီ17လပိုင်းမှာအယောင်းဝယ်သမားတွေအယောင်းဝယ်ပြန်ကောင်းလာမှာပဲဖြစ်ပါတယ်ရှင်ကိုကပေါ့နော်ဒီ17လပိုင်းမှာဝယ်တွေတော့ဝင်ပေမဲ့ပေါ့နော်ဝင်ဝင်တလို့ အထွက်များတက်တယ်မလို့ဝင်မမြဲတာလေးပဲအထူးကယူဆိုင်ပေးဖို့ဆမ်မနီကမှာကျမှာရှင်။ကျမ်းမာရေးကတော့ဒီတာထဲမှာတော့ကျမ်းမာရေးကြောင့်စိတ်အနှောက်အယှက်ဖြစ်ရလေးဒီကြုံတွေ့ရတတ်ပါရဲ့ရှင်။ကျမ်းမာရေးကကြီးကြီးမားမားဖြစ်တာမျိုးတော့မဟုတ်ဘူးစိုးရိမ်စရာမျိုးလေးတွေတော့မဟုတ်ဘူးပေါ့နော်။ဟိုရှောင်းရှောင်းဒီရှောင်းရှောင်းအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အဓိကဟိုဖျားနာပြီးတော့အေးအေးမိပြီးတော့ပေါ့နော်အဆုတ်ရောင်တာတို့ဒါမှမဟုတ်ဟိုတုတ်ကွေးတို့ပေါ့နော်ဖျားနာတာလေးရှိတတ်တယ်။ဥကောင်းနဲ့ပတ်သက်ပြီးတော့ယောဂမျက်စိနဲ့ပတ်သက်တဲ့ယောဂလေးတွေအထူးကယူဆိုင်ပေးပါရှင့်။ခြေရင်းနဲ့ပတ်သက်ပြီးတော့ဗောနော လွှတ်ချတဲ့ရင်လွှတ်ချလိုက်ပါဘာလို့လဲဆိုတော့ကိုကနာကျင်ခံစားနေရတာမို့လို့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုကခြေတုံချတုံဖြစ်နေခဲ့ရင်တော့မှ break up လုပ်ဖို့ဆာမလေးကမှာကျင်ပါတယ်ရှင့်ဘာဖြစ်လို့လဲဆိုတော့ဒီကိုအတွက်အဆင်မပြေတဲ့ဒီ relationship ကိုပေါ့နော်ဆာမကတော့ရှေ့မဆက်စီခြင်းကိုရှင့်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လင်းနဲ့မရရှာနဲ့သွားဆိုသလိုပဲပေါ့နော်ဟိုတခါတည်းရန်စကားများတာလေးရလွဲပြီးတော့ကြီးကြီးမားမားပြဿနာလေးတော့မရှိပါဘူးရှင့်ပြီးအိမ်တော်ဘက်နဲ့လည်းအဲ့လိုခီးသွားတာမျိုးလေးတွေကြုံပြရတတ်ပါတယ်ရှင့် ပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်နိုင်ငံရေးချမှာတွားရောက်ပြီးတော့တင်ယူခြင်းနဲ့လူတွေရှိရင်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးကြိုးအောင်မြင်နိုင်ပါတယ်ရှင့်ပြီးရင်နိုင်ငံရေးချတွားခြင်းတဲ့သူတွေဒီ17လပိုင်းမှာတွားရင်အကောင်းဆုံးလားလို့ပြောလို့ရပါတယ်ရှင့်ပြီးရင်ကို့အတွက်အလုတ်မရှိတဲ့သူတွေကမှဒီ၁၇လပိုင်းမှာပေါ့နော်အလုတ်တွေပြန်ရခင်းရှိပါတယ်ရှင်၁၇လပိုင်းမှာတနည်းလာသားသမီးတွေပြောသမျှဆိုသမျှအောင်ရအောင်လို့သမျှကင်သမျှအကြံစီတွေအောင်ရအောင်ဝေးကြီးတွေအစဉ်ပြေအောင် ဝင်သမောက်ဝင်မြဲအောင်စီးပွားရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ကရှိရဲ့အညံ့နေပြေအောင်အံမြင့်ငွေရှင်လက်ရှင်စီတဲ့ရေဒီယာကောင်းလေးတစ်ခုကိုဆံမလေးကပြပတ်ပြီးတော့မှဖြစ်ပါတယ်ရှင့်အဲ့ဒီရေဒီယာလေးကအရန်ကိုလည်းကူရွေးရှင်ပါတယ်ဆံမတို့ မြက်စွာပြားရှင်ကိုရမြကြီးကိုပေါ့နော်စွန်းထမင်းနဲ့တကားပေါ့နော်ကျုပ်ဥပြုတ်ပေါ့နော်၃လုံးကလူပူစွာပေးပါရှင့်စွန်းထမင်းနဲ့ကျုပ်ဥပြုတ်၃လုံးကျုပ်ဥပြုတ်၃လုံးကိုချမ်းလဲရတယ်ဒီအားအလုံးလေးကတ်လဲရပါရှင့်စွန်းထမင်းနဲ့ကျုပ်ဥပြုတ်၃လုံးပြီးကြရင်ဆက်မစီးပွားတက်တက်စီခြင်းနဲ့အတွက်ပေါ့နော်ဓာတ်တူနန်းတူဝင်ကိုယူဆိုတဲ့အတိုင်းကော်ဖီပေါ့နော်ကော်ဖီတစ်ခွက်ကလူပူစွာပေးပါရှင့်ပြီးကြရင်ဆက်မတို့ တက်မြသည်ကိုလုံးဆမအမြဲတမ်းပေးတဲ့ရေတွေကဘာလဲဆိုတော့တက်မြသည်ကိုလုံးမဲဆမအင်ရဖျားမှာဆိုလဲအမြဲတမ်းတက်မြသည်လူထားတယ်ကိုကတော့မမြင်ရတဲ့မနာလိုအတိုက်ခိုက်တွေမသိဘူးပေါ့နော်စီပွားရေးလုပ်တဲ့သူပဲဖြစ်ဖြစ်ကိုကပညာရေးပဲဖြစ်ဖြစ်ဘယ်ဘက်ပေါင်းဆောင်ကနေပဲဖြစ်ဖြစ်ပေါ့နော်ကိုကတက်မြသည်ကိုလုံးသာလူသား ဒါကတော့ကို့မှာရှိတဲ့အနောက်ရှက်တွေရှိရင်တော့မှပဲပြောက်သွားတယ်ကို့မကောင်းတဲ့အကြံစီတွေလောက်တာမျိုးတွေမခံရဘူးရှင့်အဲ့ဒီတံမြစီကိုလုံးသာလှုပ်ထားဆမတော့အဲ့ဒီတံမြစီကိုလုံးကိုနွမ်းတာနဲ့စွန့်နေပြန်ပြုတ်အတုံးမပြုတ်ပါနဲ့ရှင့်ဒါကဘာလို့ဆိုရေတရလှုပ်ထားတဲ့တံမြစီတွေဖြစ်တဲ့အတွက်ပေါ့နော်ကိုကအဲ့ဒီရေတရတွေကအညံ့နေဖြစ်တဲ့အတွက်ကိုကပြန်သုံးတဲ့ခါကျရင်အညံ့အတိုက်ခိုက်တွေအနောက်ရှက်တွေရှိလို့ပါရှင့်ဒါကတော့ဆမတံမြစီရေတရကိုတော့အများနဲ့ကိုက sharing လုပ်ပေးတယ်နွမ်းတာနဲ့စွန့်နေပြန်ပြီးအတုံးမပြုတ်ဘူးအစ်စ်ပြန်လဲပေးအစ်စ်အများနဲ့လုပ်ပေးတယ်အဲ့ဒီတံမြစီရေတရကို ဘာပဲဖြစ်ဖြစ်အခုခင်မှာပေါ့နော် steep walk 2ကရန်သူဖြစ်နေတဲ့အတွက်ကိုကအရန်သတိထားပြရမယ်ရှင့်အဲတော်တော်များများမသိသေးတဲ့အရာတွေကဘော်ဒဘူးနေတိုင်းကောင်းမွှော့ပါနဲ့ဘော်ဒဘူးနေတိုင်းကောင်းမွှော့ရင်45ရက်တိတိလပိတ်တတ်ပါတယ်ရှင့်လူတစ်ယောက်ကပေါ့နော်ချမ်းသာဖို့ပတ်စံရှိဖို့ကစမ်းမာမှပတ်ဆက်ချနိုင်မယ်အလုံးလုံးနိုင်မှာပေါ့နော်အဲဒါကြောင့်မလို့တခါလေးကျရင်ကိုကိုကိုလည်းအရင်တောက်ခံမထားနိုင်ပေါ့နော်ကိုနားယူစရာရှိရနားယူအဲတခါလေးကျရင်ငါလုံးမဖြစ်မယ်ငါပွားမဖြစ်မယ်အဲ့လိုမျိုးလေးတွေပေါ့နော်တခါလေးကျရင်တော့ စိတ်ကိုတော့နားလဲပါတယ်တင်းလာသားသမီးရဲ့ခေါင်းမာတဲ့အထင်းမှာပါတယ်ပေါ့နော်အဲဒါပေမဲ့လည်းတစ်ခါကြရင်ကိုယ်ခန္ဓာကိုယ်လည်းကိုကအတီကျုံမလို့ခါရကြရင်ပေါ့နော်အဲပင်မန်းလာတွေကိုအနားယူပါလို့ဆံမလေးကတော့အတဲမီးတင်ပါတယ်ရှင့်ကဲဒါဆိုရင်ဆမစီမှာဘီလီမေးကျင်တဲ့သူတွေရှိရယ်ဆမစီမှာဘီလီမေးကျင်တဲ့တာရောမေးကျင်တဲ့သူတွေပေါ့နော်ဆမလေးစီမှာဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင့်ဘူကင်ယူလို့ရပါတယ်ရှင့်ဒါပေမဲ့ဒီရပိုင်းတော့နည်းနည်းလေးတော့ဟိုပေါ့နော် ်နည်းနည်းကြာတဲ့အခါတွေရှိရင်လည်းစာမလေးကိုခွင့်လွှတ်ပေးဖို့မှာကျပါတယ်ရှင်။ဘာလို့ဆိုတော့တနေ့တနေ့လူအရောက်ကများတော့လေအဲ့လိုပဲရှိပါတယ်ရှင်။စာမစီမှာအစွမ်းတက်အစီမံရေးအဲ့လိုရတယ်အစွမ်းတက်အစီမံရေးတွေရည်ဆိုတာဘာလဲဆိုတော့ငွေကြေးကမြင့်အောင်အဲ့နော်အစီမံရေတရားတွေဆိုတာငွေကြေးကမြင့်အောင်အဓိကကလေအကျွေးချေအောင်ဆိုပြီးရေတရားတော့မရှိဘူးအကျွေးချေဖို့အတွက်ကိုကငွေဝင်ရမယ်ငွေဝင်ဖို့အတွက်ငွေဝင်ရေတရားအဲ့ရမယ်ငွေဝင်ရေတရားဆိုတာဘာဖြစ်လို့ငွေဝင်ကံမြင့်ရေတရားဖြစ်ရမယ် ဝေးလေးလက်တွေပွင့်အောင်ပေါ့နော်ဆမစီမှာရေရေအဲ့လို့ရတယ်ရှင့်ဒီတဲ့အလိုက်ဆမစီမှာရေရေအစီမံလေးအဲ့လို့ရတယ်ပေါ့နော်ဆမစီမှာရေရေအဲ့တဲ့သူမိသူ့ကိုမဆိုဆမကဆေးဖြောင်းနိုင်တလားစာလက်ဆောင်ပေးပါတယ်ရှင့်ပြီးရင်ဆမစီမှာရေရေမက်ဆင်နဲ့အဲဆေးဖြောင်းနိုင်လေးတွေထွန်းကျင်နေဆိုရင်ပေါ့နော်2900ကျပ်ထင်းနေပေါ့နော်အစိမ်းရွှေ ငွေပေါ့နော်တခါထွက်ရင်၃နိုင်ဒါတော့ငွေရွှေလက်ရှင်ကမြင့်စီတဲ့ဆေးပြောင်းနိုင်လေးပါရှင့်တခါထွက်ရင်၃နိုင်ပေါ့နော်ဈာမစီမှာမိုင်းလို့ရပါတယ်ရှင့်ငွေတွေကောင်းအောင်ဒါမှမဟုတ်အထက်လူကြီးနဲ့အဆင်ပြေအောင်ဒါမှမဟုတ်လူချစ်လူခေပေါ်များအောင်ကို့အဲလုပ်ငန်းခွင်မှာလည်းအဆင်မပြေတာလေးရှိတဲ့သူတွေနဲ့လည်းပြိုင်ပြီးအဆင်ပြေသင့်မြင့်အောင်ပေါ့နော်ဘာပဲဖြစ်ဖြစ်မျက်နှာပွင့်လူချစ်နဲ့ချစ်တဲ့ပေါ့နော်ဈာမတော့ပီရရင်မွေးလေးပေါ့နော်ဒါဆေးပြောင်းနိုင်လေးလည်းထည့်ပေးတယ်အဲဆမစီမှာပေါ့နော်အဆောင်လက်ကောက်လေးတွေမိုင်းလို့ရပါတယ်ရှင့်အဆောင်လက်ကောက်လေးတွေကတော့3800ကျပ်ပဲရှိပါတယ်ရှင့်ဒါကတော့ စီကြောင်ရည်မကောင်းတဲ့သူတွေဒါမှမဟုတ်အတိုက်ခိုက်အနောက်ရှက်တွေသူများတကမလုံအောင်ဒါမှမဟုတ်ပညာရေးအခုခလေးလေးပေါ့နော်အဲဆောင်းမွေးဖြစ်တဲ့သူတွေအတွက်ပေါ့ဆမကနင်းနဲ့အလိုက်ဓာတ်တယောက်ချင်းစီစီမံပေးရမို့ဆမစီမှာဘာအတွက်လိုအပ်တာလဲဆိုတာလာရောက်မှိုင်လို့ရပါတယ်ရှင့်ဒါကတော့ဘယ်ဝင်ဘယ်လက်မှာဝင်ငွေဝင်နေပေါ့နော်ညာဘက်မှာဝင်ရင်ကျမ်းမာရေးကောင်းတယ်ဒါမဲ့ဆမကတော့ဘယ်ဘက်မှာအရင်ကစဝတ်ခိုင်းနေ၃လောက်ဝေးရတယ်ပေါ့နော်အဲဒါကတော့ ဆမစီမှာနင်းနဲ့အလိုက်စီမံရတာပေါ့နော်အတလသာသမီးတွေပေါ့နော်ဒီ17လပိုင်းမှာအမဲသားစိတ်သားလေးတော့ဖြစ်နိုင်ရှောင်ပေးစေခြင်းနဲ့ရှင့်အမဲသားစိတ်သားလေးပေါ့နော်ရှောင်ပေးပါဒါကတော့ကိုကံနိုင်နေအောင်မကံဖြည်းဖြည်းချင်းကောင်းလာမယ်ပေါ့နော်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရှင်းလေးလုပ်ပေးဖို့အမိနေနော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နင်းနဲ့လေးတွေမှန်းထားပေးပါဆမလေးတဦးတယောက်ချင်းတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့် ဆက်မကိုကြည့်ရှုနေတဲ့ခொနည်းသားသမီးအလုံးပန်းလုံးမွေရီတို့အေးချမ်းကြပါစေ။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုများရရှိပြီးတော့တတိတတိမာကြီးဖြစ်ပါစေလို့ဆာမလေးကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင့်။